ရေကူရိုးရှင်းပြီးတော့မှုမွေးဆက်ဆက်လေးနဲ့စားလို့ရန်ကောင်းတဲ့ကြက်သားငယ်သည်ချက်နေအသေးလေးကိုမျှဝေပေးလိုက်ပါရစေ။အရင်ဆုံးဂျင်ကျက်သွန်ဖြူလေးတွေကိုတောက်တောက်လီထားပေးပြီးသွားပြီဆိုရင်တော့ကျက်သွန်မလေးတွေကိုလီထားပေးလိုက်ပါမယ်။နောက်ထပ်ငယ်သည်စိမ့်လေးတွေကိုအလဲကနေတစ်ချမ်းချမ်းပြီးတော့လီထားပေးပြီးသွားပြီဆိုရင်တော့ငယ်သည်အနီလေးတွေကိုလည်းကိုစားနိုင်သလောက်လီထားပေးလိုက်ပါမယ်။ကျက်ပေါင်သားလေးတွေကိုအတုံးလေးအဖြစ်အောင်လီထားပေးပြီးသွားပြီဆိုရင်တော့ပဲငက်ပြားရဲ့အကြီးခယူစီ စကြက်သားမုံငရုကောင်းမုံကော်မုံထက်ပြီးတော့နှံ့တော်အောင်နေထားပေးလိုက်ပါမယ်။ဒါဆိုရင်တော့ဒီနေ့ချက်ဖို့အတွက်ပိုင်ပစ္စည်းလေးတွေကတော့ဒါလေးတွေပါပဲ။အိုးထဲမှာစီခဲ့ပေးပြီးစီပူလာပြီးဆိုရင်တော့ခုနနေထားတဲ့ကြက်သားလေးတွေကိုရွှေအောင်တန်းလာအထိကြော်ပေးလိုက်ပါမယ်။ပြီးရင်တော့ဂျင်ကျက်တုံပြူဟွာကြောင်စေးထက်ပြီးတော့မွေးသွောင်းအောင်ထပ်ကျော်ထားပေးလိုက်ပါ။ပြီးရင်တော့ငေယူသီးအနီနဲ့ငေယူသီးစင်းလေးတွေကိုထည့်ပြီးတော့ထပ်ကျော်ထားပေးလိုက်ပါမယ်။ နောက်ထပ်အယောင်လာသွားအောင်လို့ပင်ကပြရဲ့အနောက်တစ်စွန်းလောက်ထည့်ပြီးတော့နှံ့သွားအောင်တခြားလေးထပ်မွေထားပေးလိုက်ပါနောက်ဆုံးကြက်သမိန်လေးဖြူပေးပြီးသွားပြီဆိုရင်တော့အခုလိုမျိုးလောအလယ်ကူပြီးတော့စားလို့ရန်ကောင်းတဲ့ကြက်သားငယ်ုပ်သီးအဆက်ချက်လေးကိုရပါပြီနော်ဒီဟင်းလေးကချက်ရနဲ့တန်အောင်စားလို့လည်းရန်ကောင်းတာမို့လို့အိမ်မှာလိုက်ချက်စားကြည့်ကြဖို့မမေ့ကြပါနဲ့ဦးနော်